နေ့ကတော့အိမ်မှာပဇွန်မာလာမွေးလေးလှူစားဖြစ်ပါတယ်။အိမ်မှာပဇွန်လေးရဲ့မာလာအနှစ်ရရှိဟန်နဲ့ထားပြီးတော့လှူစားဖြစ်သွားတာပေါ့နော်။အခုဆိုလို့ရှိရင်ချက်ကုန်ပြုနေခြင်းတော့ပထမအောင်လုပ်စတတ်ပါမယ်။သူတို့မွေးနေအောင်စီတက်ပြီးရောမှာပေါ့နော်ပဇွန်လေးတွေထဲမှာဖြစ်ပါတယ်ပဇွန်ကတော့အငန်းမထည့်စရာမလိုဘူးတော့ပေါ့နော်အချို့မွေးလေးနည်းနည်းလေးနဲ့ပဲနေထားပါတယ်မွေးလာပြီဆိုလို့ရှင်ကပဇွန်လေးတွေထည့်ပါမယ်ရှင်ပြီးလို့ရှင်ကဒါပဇွန်လေးကိုကျွတ်နေအောင်မဟုတ်ဘူးပေါ့နော်အ ုရင်လေးတင်းနေလောက်ကြော်ပြီးလို့ရှင်ရပါတယ်။ကြုံနေတဲ့အချိန်မှာတော့ပစွန်နံလေးကအရန်မှွေးနေပါပြီအဲ့အချိန်မှာလေအနံလေးကဂျင်းနဲ့ချက်တုံကျနေအနံလေးရောပစွန်နံလေးရောရောပေါ်ပြီးဖုံးနေရပါရှင်။ ပစုံလေးတွေပေါ်ရနေနေတင်းလာပြီဆိုလို့ရှင်တော့နော်မလာဆော့ကလေးထည့်ပါမယ်။ဒါတော့ကိုအဆက်အတိုင်းနဲ့တက်တဲ့ပုံမှန်ကြည့်ပြီးတော့ထည့်ပါပါတော့။ဒါလေးထည့်ပြီးတော့လုံးပေးလိုက်လို့ရှင်ရင်ဒါရပါပြီရှင်။လို့ရှင်အရောင်လေးအတွက်ပေါ့နော်ဆိုင်းဆော့စ်လေးထည့်ပါရရှင်အကြီးထည့်လိုက်ရရင်အနောက်ထည့်လိုက်ရပါတယ် ထားပြီလို့ရှင်တော့တကယ်ကိုမှုကြိုင်နဲ့ပဇွန်မာလာမှုလေးရပါပြီရှင်ကဲအနမမွေးလေးနဲ့ပဇွန်မာလာမှုလေးရပါပြီရှင်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် See you in the next video